ေရီတိုင်းဒေသကြီးမြောင်းမြမြို့မှာချောင်းရီရုတ်တရက် မြင့်တက်လာတာကြောင့်အင်ဂျီ900ကျော်ရေကြီးနှိမ့်မြုံနေပြီးလူဦးရေပေါင်း2000ကျော်ရေဘေးဒုက္ခနဲ့ကြုံတွေ့နေရပါတယ်ဒီသတင်းကိုဥတော်စင်မျိုးကပေးပို့ထားပါတယ်အေရီတိုင်းဒေသကြီးမြောင်းမြမြို့မှာဇူလိုင်လ29ရက်နေ့ကမိုးဆက်မပြတ်ရွာသွန်းခဲ့တာကြောင့်ဇူလိုင်လ30ရက်နေ့နံနက်ပိုင်းမှာမြို့ပေါ်အနေမ့ရက်ကွက်အချို့ကလမ်းတွေမှာရေကြီးနှိမ့်မြုပ်ခဲ့ပါတယ် မင်းကနေ့လေတနာ ਈ လောက်မှာတော့ချောင်းရည်ရုတ်တရက်တက်လာတာကြောင့်ကောင်းကောင်းမြန်ရက်ကွက်အမှတ်3ရက်ကွက်မဟာစီနဲ့အမှတ်8ရက်ကွက်အောင်ချမ်းသာစတဲ့ရက်ကွက်တွေမှာအိမ်ထဲတွေအထိရေဝင်ရောက်နှိမ့်မြုပ်လာတာဖြစ်ပါတယ်ခဏနိုင်တစ်ချက်တည်းတော့ကကြပြီအောင်လို့နေလိုက်ကြပါတော့အတူတူမကြဘဲနဲ့တက်တက်လာတက်တက်လာလေအမိုင်းတို့ညိုလက်သွားတယ်ညိုလေးကပြန်လဲလာလားအိမ်ရှင်ကြီးကတပြေးရဲ့ စားတွေရောဒီကလေးတွေရောအွားရောခါရက်ဒီကိုပို့ရတာအခုရေကြီးနှင်းမြုပ်မှုဟာ25နှစ်အတွင်းအကြီးဆုံးရေကြီးနှင်းမြုပ်မှုဖြစ်ပြီး အင်ဂျီ900ကျော်ရေကြီးနှင်းမြုပ်ကလူဦးရေ2000ကျော်ရေဘေးဒုက္ခနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်ရေရင်လေးကကြီးရတာကြတော့ဒီရက်ွက်တွေပေါ့ပုံလုံးရောက်ကြတော့ရေမြုပ်ကြတော့ကြတော့ဒီကဖြစ်နေတာဟာဒီလိုမျိုးအင်ဂျီရေမြုပ်ဟာနေရေမြုပ်တော့ကတော့တွာလာခက်ခဲတယ်ဒုက္ခရောက်တယ် သွားလို့လာလို့လည်းမရဘူးတော့ဖြစ်တာအဲ့ဒါကြောင့်မို့တော့ဒီဆောင်းဝင်နေစာပေတော့အဲ့မှာလာရွှေ့နေရတယ်ဟုတ်တယ်မျိုးပေါ့ဘုရားတော်ဒါမိသားစုတွေကတော့ဒီဘောမဲ့တော့ရှေ့ကြပေါ့ကွာဘာသာရေးပြရှင်ရေမြောက်ကလေးရှင်ကဘုန်းကြီးတွေကဒုက္ခတွေကအများကြီးရှိတယ်ဒါကြောင့်မို့ဒီကလေးကိုတော့လက်ရှိအချိန်ထိရေဘေးကယ်ဆယ်ရေးစခန်း၄ခုဖွင့်လေထားရှိထားပြီး ရေဘေးသင့်ပြည်သူတထောင်ကျော်ကယ်ဆယ်ရေးစခန်းမှာလာရောက်ခုံလုံလျက်ရှိပါတယ်ဒီနေ့ကတော့စခန်းတော့ခုဖွင့်ထားတယ်နော်ဘလို့ဆယ်တော့ဒီဓာတ်ပုံများလာတန်းတောင်းလာဒီ300အခု900လောက်ဖြစ်လာတယ်နော်ကယ်ဆယ်ရေးကတော့မိသက်ဒီပြည်သူစစ်တွေအကုန်လုံးလည်းအိမ်ထဲကနေလိုက်ပြီးပစ္စည်းတွေရွှေ့ပေးနေတာရပ်ကွက်အုပ်ချုပ်ရေးမှုနဲ့ဒီမိသက်တို့မိသက်ခါနာပစ္စည်းရရှိတွေလည်းပါတယ်အရန်မိသက်တပ်ဖွဲ့ဝင်တွေလည်းပါတယ်ပါပြီးတော့လိုက်ပြီးတော့ကယ်ဆယ်ပြီးနေရာရွှေ့ပေးနေတာ ရေပေးသိမ့်ပြည်သူတွေကိုကယ်ဆယ်ရေးစခန်းကိုတွားရောက်ခုံလုံးဖို့မိတက်တပ်ဖွဲ့မှတိုင်တက်တိုင်စင်ခေါ်ဆောင်လျက်ရှိပြီးတမတော် NLD ပါတီ၊ကျန်းခံရေးပါတီနဲ့ရဲဖက်အဖွဲ့အစည်းတွေကလည်းကူညီထောက်ပံ့တာတွေပြုလုပ်နေပါတယ်။ကျွန်တော်တော်စင်မြို့ပါခင်ဗျာ။